ကျွန်တော်ဒီနေ့ကျွန်တော်တို့နိုဝင်ဘာလ18ရက်နေ့တလင်းနာနေပေါ့နော်ကဘာရွှေဈေးကွက်ရတပတ်နိုဝင်ဘာလတတိယအပတ်ရဲ့တပတ်တာဈေးကွက်အဖွင့်ရတရက်တာအတွက်ဖြစ်ပြလာနေရှိတဲ့ကဘာရွှေဈေးကွက်ရဲ့ဈေးအသက်ကြာအနေထားကိုဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီနေ့မနက်မှာကဘာရွှေဈေးကကျွန်တော်တို့488ဈေးတန်းမှာကျွန်တော်တို့နွန်ဘာလတတိယပတ်တပတ်တာဈေးဖွင့်လာခဲ့ပြီးတော့လက်ရှိချိန်ထိအမြင့်ဆုံးနေနဲ့မနက်တုန်းကကျွန်တော်တို့၄၁၆ထိတက်ခဲ့တဲ့အနိုင်ဆုံးနေနဲ့ အဲကျွန်တော်လက်ရှိပေါ့နော်4049 ठी နေ့လည်ကင်းတော့ကြကဲ့ပြီးတော့လက်ရှိမှာတော့ကျွန်တော်4069480ဈေးတန်းမှာဈေးပြည့်နေတဲ့အနေထားကိုကျွန်တော်တွေ့ရပါတယ်အဲ့လိုမျိုးကျွန်တော်ဒီနေ့မနက်ခင်းအဖွင့်ဈေးတက်ဆိုင်ဈေးနည်းနည်းကြနေတဲ့ကဘာရွှေစရာဈေးအကြအဆက်ကောင်းမလားဒါမှမဟုတ်ရင်ဈေးပြန်တက်နိုင်မလားဆိုတော့ကျွန်တော်တို့ကဘာရွှေရဲ့ဈေးအတက်ကြချက်ကိုတွားကြည့်ပြီးတော့တုံးတက်ကြည့်လိုက်အောင်နော်ဒီပညာပိုင်းအရင်ဆုံးတုံးတက်ကြည့်ပါမယ် ဟုတ်ပြီဒီမနက်ခင်းမှာကဘာချွေစီရအာရှစီကွက်ချင်းနဲ့လက်ရှိဥရောပစီကွက်အချင်းအစမှာတော့နည်းနည်းလေးအကြအားကောင်းနေတာတွေ့ရတယ်ဒါပေမဲ့တိတာတဲ့အကြအားတော့ကျွန်တော်မတွေ့ရသေးဘူးခင်ဗျလက်ရှိကဘာချွေစီရနေတာကျွန်တော်တို့ကဈေးအကြဖက်အာတာနေရဆိုပေမဲ့လည်းကျွန်တော်ဈေးဆက်ကြနိုင်ဖို့တော့ကစောင့်ကြည့်ရမယ်နေဒါမျိုးဖြစ်ပါတယ်အဲ့လိုပဲဈေးအသက်ဖက်ပြန်သွားဖို့ကလည်းကျွန်တော်အပေါ်ဈေးတန်းတွေကိုစောင့်ကြည့်ရမယ်အနေထားမျိုးဖြစ်ပါတယ်အဲ့နောက်ပြက်ကမှာလက်ရှိဈေးတန်းမှာတော့ကျွန်တော်ကအယောင်းဝယ်လုပ်ထားတဲ့စာရင်အချင်းတွေကိုစောင့်ကြည့်ပြီးတော့ကျွန်တော်တို့ ဈေးနှုန်းအနေထားတွေကိုစောင့်ကြည့်ပြီးရောင်းဝယ်လုပ်တာကကျွန်တော်တို့အတွက် risk ပိုနည်းနိုင်တယ်ခင်ဗျလက်ရှိကလက်ရှိဈေးနှုန်းမှာဆိုရင်ကမ္ဘာ့ချွေဈေးကဈေးအတက်အားနဲ့ဈေးအကျအားတနည်းအားဖြင့်ကျွန်တော်ဝယ်ဝယ်သူနဲ့ရောင်းသူအားပြိုင်နေရလို့ပြောလို့ရတယ်ကျွန်တော်ဒီဈေးနှုန်းဈေးကျတဲ့ခုနကဆိုကျွန်တော်တို့4050နာရီကျတယ်အခုချက်ချင်းပြန်ကန်တက်လာတယ်ဟောပြီးလေအမှ4080 80အထက်ရောက်တော့အခါမှာအခုနည်းနည်းလေးပြန်ကျနေပေါ့ဝယ်သူရောင်းသူအားပြိုင်နေနေတာလို့ပြောလို့ရပါတယ် မနက်ခင်းနဲ့မနက်ခင်းအားချဈေးကွက်ချိန်နဲ့နေ့လယ်ကဥရောပဈေးကွက်ချိန်မှာတော့ဈေးကအကျပတ်နည်းနည်းသွားနေတယ်ဆိုပေမဲ့လည်းတိတာတဲ့ဈေးအကျအားမျိုးမတွေ့ရသေးဘူးကျွန်တော်ညပတ်အမေရိကန်ဈေးကွက်အချိန်ပေါ့နော်ဒီနေ့ဆိုရင်အဲညပတ်အမေရိကန်ဈေးကွက်ချိန်မှာဒါဈေးအနေထားကိုကျွန်တော်ကောင်းကောင်းကြီးအဆုံးဖြတ်ပေးလိုက်မယ်လို့ကျွန်တော်သုံးသပ်မိတယ်ခင်ဗျညပတ်အမေရိကန်ဈေးကွက်ချိန်မှာကျွန်တော်တိတာတဲ့ဈေးအကျအားသို့မဟုတ်ကျွန်တော်မမြောင်းနှင်းထားရလေပေါ့နော်ရေတိုဈေးပြန်ကန်အတက်အားကောင်းကောင်းမမြင်ရဘူးဆိုရင်တော့ ကဘာရွှေစေးရပါတော့ကျွန်တော်တို့မနေ့ပြန်အင်္ဂါနေ့လောက်လဲဒီလိုပဲစေးအပေါ်အနဲ့အောက်ကြစေးအတက်ကြပြင်းနေဖို့တော့များတယ်ခင်ဗျဟုတ်ပြီအဲ့ဘက်ကမှလက်ရှိကဘာရွှေစေးရပါတော့အပေါ်နဲ့အောက်စေးရဘလောက်လဲကျွန်တော်တို့အချင်းတနားရဲ့အတိုင်းတာနဲ့ကျွန်တော်တို့တွားကြည့်လိုက်အောင်နော်အချင်းတနားရဲ့အတိုင်းတာနဲ့ကြည့်မယ်ဆိုလက်ရှိကဘာရွှေစေးရအပေါ်စေးနဲ့အောက်စေးရကျွန်တော်တို့ကအပေါ်စေးဆိုရင်ကျွန်တော်တို့ကအပေါ်မှာဆိုကျွန်တော်4130ရှိတယ်ဗျ4130ရှိမယ်အောက်စေးဆိုရင်တော့ကျွန်တော်ဒီအောက်ကကျွန်တော်4030ပေါ့ဗျာ 4030ဈေးတန်းရှိမယ်။ဒီဈေးတန်းနှစ်ခုကလက်ရှိကမ္ဘာ့ကျွေးဈေးအပေါ်အောက်ပြီးနေတဲ့အပေါ်ဈေးတန်းနဲ့အောက်ဈေးတန်းဖြစ်တယ်။ကျွန်တော် market ခေါ်ရဆိုဆိုကြပါစို့ဗျာ။ကျွန်တော် resistance down resistance နဲ့ down support ပေါ့နော်။ဒီကြားမှာပဲကမ္ဘာ့ကျွေးဈေးအသက်ကျပြီးနေခြင်းဖြစ်ပါတယ်။ကမ္ဘာ့ကျွေးဈေးဈေးပြန်တက်ဖို့အတွက်ဆိုရင်ဒီ4130ဈေးရအထက်မှာကျွန်တော်တို့အ ਨੇ ဆုံးပေါ့နော်အချိန်တနားဤအတိုင်းတာအပိစေကျွန်တော်တို့ market အခေါ်ဝေရကျွန်တော်ဈေးကွက်ခေါ်ရဆိုရင် H1 book and stand နဲ့ဖောက်တက်ပြီးပြိမ့်မှန်တာဈေးရပြန်တက်မှာဖြစ်ပါတယ် ဲ့လိုပဲဈေးဆက်ကြဖို့အတွက်ဆိုရင်တော့ကျွန်တော်4030ဈေးနှံအောက်မှာကပ္ပရွှေဈေးအချိန်တစ်နာရီအတိုင်းတာပိတ်ဈေးကျွန်တော်တို့ market ခေါ်ရ H1 ဘဲကန်နစတင်နဲ့ပေါက်ကြပြီးပိတ်မှသာဈေးကအကြအားဆက်ကောင်းမှာဖြစ်ပါတယ်။အဲအကြောင်းကျွန်တော်အယောင်းဝင်လောက်အောင်မဲ့ဈေးတန်းအယောင်းဝင်လောက်အောင်မဲ့အနေထားတွေကိုလည်းကျွန်တော်ဒီဈေးတန်းတွေကိုစောင့်ကြည့်ပြီးတော့ကျွန်တော်ဆုံးဖြတ်မှာဖြစ်ပါတယ်။ကပ္ပရွှေဈေးကပြ4130ဈေးတန်းနာကိုပြန်တက်လာဒီနားလိုမျိုးပေါ့နော်။ပြီးခဲ့တဲ့တောက်ကြနေညလိုမျိုးတက်လာဒီအပေါ်မဖောက်နိုင်ဘူး။၄130ဈေးနှံမှာဒီလိုမျိုးဈေးအကြုံတုံးပြီးသွားပြီဆိုရင ကျွန်တော်တို့ရေတိုရောင်းလို့ရပါတယ်အမြတ်ပိုင်းစီနံအ ਨੇ ဆုံးကျွန်တော်တို့4060လောက်တိယူလို့ရတယ်အများဆုံး4020 4030တိယူလို့ရပါတယ်အရှုံးပိုင်းစီနံကတော့ကျွန်တော်တို့4320အထက်လောက်မှာပြီးပါခင်ဗျဒါဒီအောင်မဖောက်ခင်အယောင်ပေါ့နော်တကယ်လို့ဒီ4130စီးနဲ့အထက်မှာဖောက်တက်ပြီးပိတ်သွားတယ်ဆိုရင်တော့ကဘာရွှေကိုကျွန်တော်တို့ရေးတူပြန်ဝယ်လို့ရပါတယ်ဟုတ်ပြီဘယ်ထိတန်တန်ကြီးရှိလဲဒီလောက်လောက်ထိပြကျွန်တော်တို့ အာ4360လောက်ထိတက်နိုင်ခြင်းရှိပါတယ်။အဲအဲ့ဒီပေါ်ဖောက်ပိတ်လို့ဗောနော်အချိန်တိုင်းအတန်းနာပေးစင်းနဲ့ဒီပေါ်ဖောက်ပိတ်လို့ဝယ်တဲ့ကျွန်တော်တို့အာအဝယ်ကအဲ့4150 4160လောက်မှာအမြတ်ပိုင်းပါအရှုံးပိုင်းဈေးနှုန်းကတော့ဒီမှာ4100အလောက်မှာပေးပါခင်ဗျ။ဟုတ်ပြီဒီလိုပြန်တက်လာပြီဆိုရင်လည်းကျွန်တော်ဒီ4160နဲ့4180ကျားရောက်ပြီဆိုရင်ကျွန်တော်ပြန်ရောင်းဖို့ကျွန်တော်အားပေးခြင်းနဲ့ဗျ။ ကျွန်တော်မြင်ရပါတော့ဒီဈေးတန်းစုံရောက်လာပြီဆိုတော့ဒီနေ့အတွက်ကဒါရောင်းဖို့အကောင်းဆုံးဈေးတန်းစုံဖြစ်ပါတယ်၄တိ60နဲ့၄တိ90ရာဈေးတန်းစုံမှာကျွန်တော်တို့ရောင်းလို့ရပါတယ်အဲအရှုံးပိုင်းဈေးတန်း၄တိ80ထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းအနည်းဆုံး4130အများဆုံး4030ထိယူလို့ရပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ကတကယ်လို့ပါဈေးရပြကျွန်တော်ပြောရဈေးတန်းတွေကိုမတက်သွားဘူး၄130လည်းမတက်ဘူးဒီဈေးတန်းစုံလေးလည်းမတက်ဘဲနဲ့ဒီအောက်ပြ၄030ဈေးတန်းအောက်ကို ထောက်ကြပြီးတော့ဗောနော်ကျွန်တော်တို့အချင်းတနိုင်အတိုင်းတာအပေးစင်းနဲ့ကျွန်တော်တို့ market အခေါ်ရ H1 back and sense နဲ့ဖောက်ကြပြီးပိတ်သွားရင်တော့ကဘာရွှေစီကိုကျွန်တော်တို့လိုက်ရောင်းပါခင်လိုက်ရောင်းပါအာကျွန်တော်တို့3960 3950 950စီတန်းဒီမှာအမျက်ပိုင်းလို့ရပါတယ်အရှုံးပိုင်းစီတန်းကတော့ကျွန်တော်4040အထက်လောက်မှာအရှုံးပိုင်းပါခင်ဒါလေးရောဒီနေ့ပေါ့နော်ဒီနေ့တော့ရောင်းဝယ်လုပ်ရမယ့်စီတန်းလေးတွေဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တအူးတယ်ဗောနော်ဒါကျွန်တော်တအူးတဲ့အမြင်နဲ့သုံးသက်ချက်ရအောင်ကျွန်တော်တော့ အာလက်ရှိသွားနေတဲ့ပုံစံအရတော့အယောင်ဘက်ကိုပို့ပြီးအားတက်ပါတယ်ဒါမဲ့လူချင်းမင်းအနေနဲ့လည်းကိုကအဝယ်ရောင်းကိုတော့ကျွန်တော်ပြောလဲဈေးတန်းတွေကိုစောင့်ကြည့်ပြီးတော့အယောင်ဝယ်လို့ပါအယောင်ဘက်အားတက်နေဆိုလက်ရှိဈေးရနေပြတောက်လျှောက်လိုက်ရောင်းရမယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူးကျွန်တော်ကရောင်းမယ်ဆိုရင်တော့မှအမြင်ဈေးစောင့်ရောင်းတာမျိုးဒါမှမဟုတ်အောက်ဘက်က ဒီပါ၄၃၀စီးနှံနေပေါ့နော်ဒီတိကျတိကျတဲ့စီးနှံအောင်ဖောက်ကြမှာအရာအကြတိကျမှာရောင်းနာမျိုးကကျွန်တော်တို့ပို့ပြီးအနေနဲ့กินနိုင်ပါတယ်တခါလေပြကျွန်တော်တို့တရားယောဂဈေးအကြအကောင်းနိုင်လေတော့တော်တော်လေးခါမှာကျွန်တော်လက်ရှိဈေးကနေကျွန်တော်ရောင်းမယ်ဆိုဥမာလက်ရှိ၄၆၉စီးနှံလောက်ကရောင်းမယ်ဆိုကျွန်တော်တို့ကဈေးကအခမတင်လုံပြန်တက်သွားရင်ကျွန်တော်တို့ risk များနိုင်တယ်ပြီးတော့ risk management လုပ်ရတယ်ခက်ခဲတယ်ပြီးတော့ဒီစီးနှံကရောင်းမယ်ဆိုတော့ပြကျွန်တော်ဟုတ်ပြီ၄၃၀လောက်ထိပဲကြမယ်ဆိုကျွန်တော်တို့ကအကျိုးမြတ်ကရနိုင်ကြရကျွန်တော်ဥမာဆိုကြပါဆို၄၃၀ထိဆိုကျွန်တော် ဟာ0.30ပို့ဆိုကြပါစို့အဲ့လိုပဲဒီဈေးတန်းကနေပြန်တက်ပြီဆိုပြ၄130ကိုပြန်တက်နိုင်တယ်ကျွန်တော်တို့ရှုံးနိုင်ကြရကြ0.50ရှိတယ်အချိုးမြတ်နဲ့အချိုးကမမြအောင်ပြောချင်တာအချိုးမြတ်က0.30ကိုကတကယ်လို့ပြန်တက်သွားပြီဆိုရင်ဗျာ risk management ကိုကလွတ်အောင်လုပ်ပြီးပြီးမယ်ဆိုရင်ကျွန်တော်တို့အချိုးပိုင်းဈေးတန်းနေပိုင်းခွာပြီးမယ်ဆိုရင်ဗျာအနည်းဆုံး0.50လောက် risk ယူရမှာဖြစ်တဲ့ကောင်မှာကျွန်တော်အဲ့လိုမျိုးအာအရှုံးနဲ့အချိုးမြတ်မမြတာတဲ့အနေအထားမျိုးဆိုရင်ကျွန်တော်တို့ကစောင့်ကြည့်နေရကောင်းတယ်ဗျာ ကျွန်တော်အယောင်းဝယ်လုပ်ငန်းဆိုတာအချင်းပြေကြီးဗျဝယ်လိုက်ရောင်းလိုက်လုပ်စရာမလိုတိကျတိကျတဲ့ဈေးတန်းရောင်းမှအဝယ်ရောင်းလုပ်မရောင်းရင်ရောမရောင်းရင်မလုပ်နဲ့ရှင်းတယ်မရောင်းရင်မလုပ်နဲ့ကျွန်တော်ကရောင်းဝယ်ဈေးကွက်ကြီးရကျွန်တော်ကျွန်တော်မသိမချင်းနေ့တိုင်းရှိနေပါဖြစ်ပါအဲဒီနေ့တိုင်းမှာကျွန်တော်အခွင့်အလမ်းတွေလည်းကျွန်တော်ကျုံးမှာမဒီနေ့မကျုံးနဲ့မနေ့ပြန်ကျုံးမှာပဲမနေ့ပြန်မကျုံးနဲ့တစ်ပတ်ခါကျုံးမှာပဲကျွန်တော်က အာဒီအခွင့်လန်းတိုင်းကိုကျွန်တော်အမိရဖမ်းဆုပ်နိုင်မှုကတော့မလွယ်ဘူးဘယ်သူမှမရဘူးเนาะကျွန်တော်ဘဲကဘာဘောကဘဲထရိတာတိုင်းမှာဗျာအာဈေးအတက်ကျခွင့်လန်းတိုင်းကိုအမိရဖမ်းဆုပ်နိုင်မှာမဟုတ်အဲ့အပြင်ကတချို့လက်လွတ်သွားတဲ့ခွင့်လန်းတွေရှိရဲဆိုရင်လည်းကိုကလက်လွတ်ပေးလိုက်မဟုတ်ဘဲနဲ့ကိုကဒါကိုအမိရလက်ချင်းဆောင်တော့ဟာဈေးရကြတော့မှလက်ရှိဈေးတွေမှာတွားရောင်းနေအဲ့မှာဈေးပြန်ဆွဲတင်တဲ့ချိန်မှာ risk တွေများပြီးတော့ကျွန်တော်တို့ အာအရှုံးတွေအများကြီးဂျုံရတာမျိုးလို့ပါလို့အဲ့လိုမျိုးဖြစ်တဲ့ဖြစ်တဲ့ပေါ့เนาะအဲ့အဲ့လေးကိုကျွန်တော်တတိထားဖို့လိုအပ်ပါတယ်ကြာမယ်ဆိုတာလည်းလက်ရှိဇေယျာနဲ့တွားမရောင်းနဲ့တက်မယ်ဆိုတာလည်းလက်ရှိဇေယျာနဲ့တွားမဝင်နဲ့ဘယ်ဈေးရအောင်ဈေးလဲဘယ်ဈေးရအပေါ်ဈေးလဲအဲ့အောင်စောင့်ကြည့်ပြီးမှဘယ်ဈေးဘယ်ဈေးကိုဖောက်မှဒါမှမဟုတ်ဘယ်ဈေးဘယ်ဈေးနားမှာဝယ်အဲ့လိုမျိုးလေးတိကျသိကြတဲ့ကျွန်တော်အဝယ်ဈေးတန်းအယောင်ဈေးတန်းတက်မှတ်ပြီးအယောင်ဝယ်လုံးမှသာဒါကကဘာချွေထွေးတင်မှာကျွန်တော်တို့ကရရှိကိုကပုံမှန်အကျိုးမြန်ရနိုင်မှာဖြစ်ပါတယ်အဲ့အလေးလေးကိုကျွန်တော်တတိထားဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီသုံးချက်ကိုပဲပြန်ဆက်ပြောရမယ်ဆိုရင်တော့ ဒီနေ့တရက်တာပိစီဘဲပေါ့ပိတ်ရင်ကဘာချွေစီဈေးအသက်ပဲပြောင်းမလဲလို့မိမယ်ဆိုရင်ရှင်းပါလေကျွန်တော်ဒီနေ့တရက်တာပိစီရဒီကျွန်တော်အချိန်တရက်အတိုင်းတာနဲ့ကျွန်တော်ဒီမှာပြလိုက်မယ်ကျွန်တော်ခုနပြောခဲ့လေအပေါ်ဈေးအောက်ဈေးပဲဗျာဒီနေ့တရက်တာပိစီရ4130ထက်မှပြန်ပိတ်ရင်ကဘာချွေစီဈေးအတရေတို့အသက်ပဲပြောင်းရောင်းလိုက်မယ်မနေ့ဖြန်မှပြန်တက်လိုက်မယ်ဗျာနေဆုံးမတက်ဘူးဆိုတော့မှကျွန်တော်4100နားလေးပါမြင်ရနိုင်မဟုတ်ဘဲနဲ့ဒီနေ့တရက်တာပိစီရ4030ဈေးတန်းအောက်မှာပိတ်သွားရင်တော့ ဒီတစ်ပတ်ထဲမှာကျွန်တော်တို့3930လို့3900ဈေးနှုန်းလို့မျှော်ထားတာအကောင်းဆုံးဖြစ်လိမ့်မယ်ခင်ဗျအဲဒါကြောင့်ဒီနေ့တနင်္လာနေ့ပေါ့ဒီအာနုံဘာလာတတိယပတ်တပတ်တာအဖွင့်ရက်ရက်တရက်တာပိတ်စီဘယ်မှာပိတ်မလဲဆိုစိတ်ဝင်စားစရာကောင်းပါလေဂျားထဲမှာပဲပိတ်သွားရင်တော့ကျွန်တော်နောက်ရက်အင်ကာနေ့တွေပုဒဝုနေ့တွေဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ဒါလေးတော့ကျွန်တော်နီးပညာပိုင်းရာသုံးသချက်လေးဖြစ်ပါတယ်တရင်မအောင်ကျွန်တော်တွားကြည့်တာတရင်မဒီညပါတရင်မမရှိဒေါ်လာအင်တက်ကလည်း ဒီမနက်ခင်းမှာတော့ခပ်ပပလေးတော့တက်တယ်ဒါပေမဲ့အားရရဲ့အနေထားမျိုးတော့မဟုတ်သေးဘူးဗျအဲတပတ်က story by လည်းတက်နေနေထားမျိုးတွေ့ရတယ်ဒီမှာဆိုရင်ကျွန်တော် story by တက်နေနေထားမျိုးတွေ့ရတယ်အဲ့ဘက်ကမှကျွန်တော်ညဘက်အမေရိကန်ဈေးကွက်ချင်းလောက်ရောက်မှပဲဒီဒေါ်လာအင်တက်လို့စတော့တွေအနေထားကြီးပို့ပြီးတော့ပုံပေါ်လာမယ်အဲ့လိုပဲကဘာရွှေရဲ့တစ်ဖက်ဖက်ကိုသွားနိုင်ကြည်လာလာပေါ့နော်ဥမာဒါရိုက်ရှင်ဘယ်လိုရှိနိုင်လဲဆိုတာလေကျွန်တော်ထင်တယ်ဒီညဘက်အမေရိကန်ဈေးကွက်ချင်းရောက်မှကျွန်တော်ပုံပေါ်လာဖို့များပါတယ်လက်ရှိကတော့စောင့်ကြည့်နေတာပဲဖြစ်ပါတယ်တေချာတာတစ်ခုကတော့ဒေါ်လာအင်တက်ကြီးက ဒီညမှာ69အောင်ဖောက်ကြသွားရင်68နိုင်ပိုင်းထိုးကြသွားရင်တော့ကပ္ပရွှေရေတူပြန်တက်ဖို့ကျွန်တော်မျှော်လင့်လို့ရတယ်အဲဒါမှမဟုတ်တရားအထက်တွေပိုင်းဖောက်တက်တရားတင်နာနေပိုင်းတက်သွားရင်တော့ဈေးအကြအဆက်ကောင်းဖို့မျှော်လင့်လို့ရပါဒါပေမဲ့တခုချောင်ဒေါ်လာအင်းသက်ကြာနိုင်ဒေါ်လာအင်းသက်တက်တိုင်းလည်းကပ္ပရွှေပြောင်းမြန်ဖြစ်မယ်လို့တော့ဂျင်းပြေပေါ့ကျွန်တော်ပြောခြင်းမဟုတ်ဘူးဒါဖြစ်လာနိုင်ကြီးအလားလားကျွန်တော်တို့အာ တုံးသက်ပြခြင်းဖြစ်ပါတယ်အဲ့ရလေးဆိုသတိထားဖို့လိုအပ်တယ်ပေါ့နော်တခါလေးကဒေါ်လာအင်းတက်ရောကမ္ဘာရွှေရောပြန်ကျနေနေတာမျိုးပြန်တက်နေနေတာမျိုးတွေဖြစ်တတ်ပါတယ်ဒီတရင်းသားနေညာလို့တောက်ကြနေညာလို့အဲ့လိုညာနေမှာဆိုဖြစ်တတ်တာဖြစ်တဲ့ခါမှာအဲ့ရလေးကိုလည်းသတိထားဖို့ကျွန်တော်အကြံပြုခြင်းပါတယ်ဘာလို့လဲမြင်လဲဆိုကျွန်တော်ကသတင်းပိုင်းရဒါတွေကဖြစ်နိုင်ကြအလားအလာကိုတုံးသက်ပြပေးခြင်းဖြစ်ပါတယ်တကယ်အယောင်ဝယ်လို့ရမယ်ဆုံးဖြတ်ချက်ချတဲ့ခါမှာကျွန်တော်ခုနကနီးပညာပိုင်းရဈေးတန်းတွေကိုစောင့်ကြည့်ပြီးမှဆုံးဖြတ်မှာဖြစ်တဲ့ဆိုတဲ့အကြောင်းလည်းသတိပြုဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဒီနေ့တည့်ရက်တာ ကဘာချွေစီကွာတုံးတဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုတုံးတဲ့ချက်ဗီဒီယိုတွေကိုအတူတူတက်ကြည့်နေဆိုရင်တော့ကျွန်တော် YouTube channel ကျွန်တော် Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe see fat and follow လေးလုပ်ထားကြပါခင်ဗျာပြီးတော့ကျွန်တော်ဒီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တည်တံ့ချေခံတင်တာနေတက်ရောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Telegram ကျွန်တော် YouTube channel ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့အဲ TikTok account တွေအားနေဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ခင်ဗျာကဘာချွေတွေ့ကြအောင်လုပ်ပဲကျွန်တော်တို့ဒီနေ့ November 18ရက်နေ့ တနင်္လာနေ့တည့်တာအတွက်ကမ္ဘာ့ရွှေစည်းတက်ကြကိုမှန်မှန်ကန်ကန်အရောက်ဝယ်လို့ပြီးတော့ဒီတပတ်တာကိုအကျိုးမြတ်နဲ့ဖွင့်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ။